အားလုံးပဲမင်္ဂလာပါအားလုံးပဲတာယာတဲ့နေ့လေးတနေ့ကိုပိုင်ဆိုင်ကြပါစေလို့မမင်ကနှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်မင်ခုမိတ်ဆက်ပေးမှာကတော့ဒီအဂိတ်ပေါ့နော်အဂိတ်ကြောက်လက်ပတ်လေးနဲ့မိတ်ဆက်ပေးမှာပါအဂိတ်ရောင်စုံလေးတွေပါရောင်သွေးလေးနဲ့စုံစုံလေးလေးဒါလေးဆိုရင်တော့သူကအဖျော်လိုင်းလေးပေါ့နော်အဲ့လေးရမ်းလှပါတယ်ဒီကလေးကဖြော့ဖြော့လေးနဲ့ချစ်စရာလေးအရင်တော့တော့မကြိုက်တဲ့လူတွေကတော့ဒီအဖျော်လေးယူပေါ့နော်။ဒါလေးတွေကကြောက်အရင်တော့ဝင်တဲ့ကြောက်ကလေးတွေ။ ခုနောက်ပိုင်းတိတ်မဝင်တော့ဘူးဒီကြောက်တရားလေးဒါကြောင့်မင်းမကဒီလိုမျိုးလှလှပပလေးနဲ့ကြောက်သားလေးနဲ့ကြောက်နဲ့လဲပို့ပြီးတော့မှကြောက်စိမ့်နေတော့ဆင်သေးတယ်ဒါလေးတွေကအဲ့ဒါလေးတွေကတကွင်းကိုမင်းမကတသောင်းခွဲနဲ့ရောင်းပေးမှာပါအခုတကွင်းပြရင်တကွင်းမရှိရပါတော့နှစ်ကွင်းပြနှစ်ကွင်းမရှိရမင်းမကအများကြီးမရှိဘူးဒါလေးကဘုံကဒါလေးဆိုရမ်းလာကြည့်လားအရှောင်းလေးကိုစုံးတာပဲလူရှင်နဲ့သူကတော့အမြင်လာလိုက်တော့နော်ဒါဘနှစ်ကွင်းမှမရှိဘူးနော်ဒါတော့မမမီရင်မရဘူးနော်မရလိုက်ဘူးဆိုပြီးတော့ စိတ်မကောင်းဖြစ်သွားမယ်ဆစ်စရာလေးဒီကြောင်လေးတွေရမ်းလာလို့မမြဲအဲ့ဒါစဉ်းစားမိသွားအဲ့ဒါလေးညာလို့အရင်တော့ဝင်တာတဲ့အရင်တော့ဝင်တာအခုဆိုရင်တော့မဝင်တော့ဘူးပေါ့နော်ဝင်အောင်ဒေါ်လာဈေးတွေလို့ तू ကဒါဒေါ်လာနဲ့ဝယ်ရတဲ့ပစ္စည်းဆိုဒေါ်လာဈေးအတက်ကျဆိုရင် तू ကလည်းအတက်ကျရှိခဲ့တဲ့အဲ့ဒါဆိုအဲ့ဒါဆိုရင်လို့ငောက်ပေးလိုက်လို့ အမားလို့ကျွန်တော်ကိုပေးလိုက်လို့ဘာလို့ဆိုလို့ကျွန်တော် customer လေးတွေကကြတော့အဲ့လိုမျိုးနည်းနည်းဆန်းဆန်းပြပြလေးတွေကြိုက်တတ်တယ်ဆိုပြီးတော့မမြန်ယူခဲ့တာဒါက plastic လုံးဝမဟုတ်ဘူးကောလုံးဝမဟုတ်ဘူးဖန်မဟုတ်ဘူးကြသွားကြနိုင်ငံခြားဝင်နေကြောက်ပေါ့နော်အဲ့လိုပေါ့မြန်မာတွင်းထွက်တော့မဟုတ်ဘူးเนาะချစ်သူလေးဒါကတော့အလှဆင်ရတဲ့ပစ္စည်းလေးပါအလေးတရာတကွင်းကိုတတောင်းခွဲအများကြီးမရှိဘူးတမျိုးကိုတကွင်းစီနှစ်ကွင်းစီအဲ့လောက်ပဲရှိရဲ့ဒါကတော့ဒီလိုမျိုးอ่ะဒါအခုနောက်ဝင်နေပလိန်လေးတွေပေါ့ ဒီ plane လေးတွေကလိုသလောက်ရတယ်ဒါဟိုတနေ့ကမင်မင်လိုက်မှလည်းပြပေးထားသေးတယ်เนาะဒီအဝါလေးဆိုလဲဆိုးပြီးတောက်လာပဲအဝါကြိုက်တဲ့မမတွေတော့ပေါ့เนาะအဲအဲ့လိုမျိုးလေးတားလိုက်ချုပ်ဖို့လဲတားကောင်းတယ်ဝင့်မယ်ဆိုရင်လည်းဒီတကောင်းခွဲပေးရပြီးတော့ချစ်သူလေးတို့လက်ထဲကိုရောက်လို့ရှိလို့ရှင်တန်တန်လေးရမှာပါဒါကတော့ one line လို့ခေါ်တဲ့ ။ဒါကြောင့်တော့ဒါကိုသိမ့်မဆိုင်ကြအောင်ကော်နဲ့တူတယ်ဆိုတော့ဒီလိုရမ်းကြအောင်ကော်မဟုတ်ဘူးเนาะအရင်တော့ကော်မှလည်းဒီလိုပုံစံလေးထွက်တယ်။ဒါကတော့သူကကြောက်ပေါ့เนาะနိုင်ငံခြားဝင်တဲ့ကြောက်ကြောက်။စိတ်ချလက်ချဝယ်ယူအားပေးလို့ရပါတယ်ရှင်မင်းမင်းရှင်မ။နောက်ကြိုးလေးတွေကိုလည်းမင်းမင်းတေးတေးချပြန်ပြီးတော့မှချိပေးလိုက်ပါမယ်เนาะတကယ်လို့မပါသွားဘူးမချီမိဘူးဆိုလို့ရှင်လဲမမင့်ကိုဝယ်တဲ့ကပြောမမင်းရေကျိုးလေးပြန်လဲပေးပါအောင်တော့လို့တခါလေးပြောပေးသေးလားဒါလေးလေးတူတူပဲသူ့ရလေးကကြတော့လေ သူကကြတော့တမျိုးလေးစမ်းတယ်ဒီလားအားကြောင့်မမင်းကယူခဲ့လိုက်တာတော့တော့မမင်းနားမလဲပါဘူးဒါကြတော့မင်းတို့မြန်မာတွင်းနဲ့ထဲမှာဆိုရင်တော့ညောပေါ့ညောနဲ့တူပဲသိလားညောအဆောင်လက်ပတ်ပြုတ်ဝတ်တယ်ဆိုရင်တော့ဒါကိုညောဆိုပြီးတော့မှဝတ်ကြတာပေါ့နော်အဲ့လိုမျိုးလေးရှမ်းခါလေးဒီဟာလေးလဲအဲ့ဒါလေးတွေအကုန်လုံးမမင်းကတပံခွဲဟော်တော်ရွှေမိုးလေးကညိုးနေရောစစ်ကတ်စတမာတွေစဉ်းစားမိပြီးဒီဗီဒီယိုဖိုင်လေးကိုတင်ပေးလိုက်တယ်မင်းတို့ရန်ကုန်မှာတော့မိုးတွေတအားရွာနေပါတယ်လို့ တအားကိုရွာနန်းဒီနေ့ဆိုကုန်းလေးရက်လောက်ရှိသွားမိုးရွာဒါကအဂိတ်ဒီအဂိတ်ကကြာတာအခုနောက်ဝင်တဲ့အဂိတ်ဒီပြောင်လေးတွေကကြာလေခုနကစစ်သူလေးတို့ပြတဲ့အသားလေးနဲ့မတူဘူးတို့ကဟိုအားပို့ပြီးတော့မှအယောင်သွေးပို့ဆုံးလာဒါကတော့မီးလင်းကြောက်လို့ခေါ်ကြပါဗောဒါပေမဲ့မီးလင်းကြောက်အစ်စ်မဟုတ်ဘူးเนาะမြန်မာနိုင်ငံမှာထွက်တဲ့တချို့နေဒေသတွေမှာထွက်တဲ့မီးလင်းကြောက်ကကြာတော့မီးထိုးထားပြီးတော့လေထည့်လိုက်လို့ရှိရင်သူ့တဘာဝကွာညာဘက်ဆိုရင်မီးလင်းနေတဲ့အမှောင်ထဲမှာဆိုလင်းနေတဲ့အဲ့လိုပြောကြတယ်ချေတယ် ါတော့ तू ကကြာတော့ဒါကလေအသက်ဝင်လာလေတွေဆိုတော့လေဒီပုံစံလေးလဲလှနေဆဲလန်ဆဲနေဒါပေမဲ့ तू အန်းကြာတော့ဟိုတချို့ကဖန်နဲ့တူလို့ဆိုပြီးတော့မှမကြိုက်ကြဘူးပေါ့နော်အဲ तू ကတကယ်တမ်းကြာတော့ဖန်လည်းမဟုတ်ဘူးတကယ်ကြောက်ပဲဒါပေမဲ့နိုင်ငံခြားဝင်နေကြောက်ပေါ့တကယ်ကြောက်ဆိုတာကိုမြန်ပြောပြနော်ဒါတော့သူရောက်မှာသူရောက်လေးရတော့မမေကတကွင်းကို2000ခွဲရောက်ပါတယ် ဘာလို့လဲဆိုတော့သူရောင်တာတဘာဝသူရောင်လေးပါဟိုတနေ့ကမမေကအဲ့ဒါကိုတပေါင်းခွဲနဲ့ပဲရောင်းပေးထားတယ်ဒီရာလေးကကြာစနိုးဘောစနိုးကွင်းကိုခေါ်တယ်တချို့ကလည်းနတ်သမီးချီကြောက်လို့လည်းခေါ်ကြတယ်မမေအဲ့ဒါတော့တိုင်းနားမလို့လှလို့လှလို့ယူလာဒီစနိုးကွင်းလေးကတော့တပေါင်းခွဲပါသူရောင်လေးကတော့နှစ်ပေါင်းခွဲသူရောင်လေးကတော့အစ်စ်လေးပါဒါကများပြများပြလေးကလည်းတပေါင်းခွဲပဲရောင်းပေးရနော်သူရောင်လေးကတော့အစ်စ်ဆိုတော့ ဟိုဗာလဲ2000ခွဲမှရမှာပါတဲ့ဒီဟိုဒီနေ့ကတော့မမေကလိုက်ထဲမှာတော့ရောင်းပေးလိုက်တယ်ပေါ့လိုက်ထဲမှာတော့ကိုချစ်သူလေးတွေကိုရတဲ့သူကန်ထူးတဲ့သူယူဆိုပြီးတော့ပဲအောင်းခွဲနဲ့ရောင်းပေးလိုက်တယ်။ဒါအခုနောက်ပိုင်းဒီသူရောင်ကိုဒီလိုမျိုးလေးတွေလောက်ထားတဲ့ဒီဇိုင်းလေးရှိရပေါ့ရှိရဒီများပြားလေးကိုလည်းဒီလိုအလှဆင်ထားတယ်သူရောင်လေးကိုလည်းအလှဆင်ထားသူရောင်လေးကကြတော့အဲ့လိုအလှဆင်ထားလေးက3000ခွဲပါမြပြလေးကတော့2000ခွဲပါဒီအလှဆင်တဲ့ဟာလေးတွေကနည်းနည်းဈေးကြီးသွားလို့ပါတဲ့ အဲ့ဒီအမပြောတာပါเนาะဒါကတရားကြောက်စိမ်းအဓိကလို့တာဒါကတော့ဟိုခင်းနဲ့အမဆိုင်နေပြီးယူလာပေးရယူလာပေးရဆိုတော့လှတဲ့လူလေးဝတ်လို့ရအောင်လို့ကဲမင်းကိုအပေးရအတွက်ကျေးဇူးများတင်ပါ